ကနိုင်အင်းလုံမျိုးနယ်ကိုစစ်ကောင်စီတပ်ကမေလ7ရက်မွန်းလွဲ12နာရီဝန်းကျင်မှာလေရင်နဲ့ပုံချဲတက်ခိုက်ခဲ့လို့ရွာကန်ပြည်သူနှစ်ယောက်တေဆုံးခဲ့ကဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့စာတင်ဆောင်တဲ့လူနေအိမ်တွေဖြစ်စီခဲ့တယ်လို့ Indo Revolution IR အဖွဲ့ကသိရပါတယ် Indo Revolution IR အဖွဲ့ကတာဝန်ရှိသူကအင်းလုံမျိုးနယ်ထဲမှာရှိတဲ့ဟန္နာချေရမူလွန်ကျောင်းကိုပြစ်မှတ်ထားပြီးတရားဥပဒေကတက်လာတဲ့ Jet Fighter နှစ်စီးနဲ့ ဘုံသုံးလုံးချက်ချခဲ့တယ်လို့သိရပါတယ်။ရော့ကက်တွေနဲ့လည်းထပ်ပြီးတော့ပြတ်သွားသေးတာပါလို့ပြောလာပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ဟဲနာဂျေရာအမျိုးသားနှစ်ယောက်သေဆုံးခဲ့တယ်လို့ခုနှစ်ယောက်ထက်မင်းထိခိုက်တိုင်ရန်ရရှိခဲ့ကစာတင်ကျောင်းဆောင်နဲ့လူနေအချို့ထိခိုက်ကျဆင်းခဲ့တယ်လို့လည်းဆက်ပြောပါတယ်။အဘယ်လာရှိရဲ့နေမှာအင်းတော်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိတ်ရရှိပြီးနောက်ပိုင်းစစ်ကောင်စီဘက်ကလည်းအင်းတော်မျိုးနဲ့ပြည်သူတွေနဲ့အများတက်ဆိုင်တဲ့နေရာတွေကိုပိတ်မထားကလေကြောင်းတွေတိုက်ခိုက်နေရလို့သိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက စတဲ့ဘက်ကကြွမ်းလိုက်ကြည့်မိနေရှိုးဆိုတယ်လို့ပဲမြေပြမှာအရှုံးကြီးရှုံးတိုင်းပြည်သူအပါဝင်အများနဲ့တက်ဆိုင်တဲ့နေရာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတဲ့စစ်ရဲစွဲမှုတွေစက်တိုက်ကျူးလွန်နေရလို့ပြောလာပါတယ် နိုင်ငံတကာအဖွဲ့အစည်းကပုံကိုယ်တွေနဲ့အခုလိုပြည်သူကိုဥတီပြီးစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်ရဲ့လုပ်ရည်တွေကိုရှုတ်ချတာတွေကန့်ကွက်တာတွေဆိုတဲ့စာတွေထုတ်ပြန်ပြောဆိုနေပါတယ်။တကယ်လက်တွေမှာတော့တရားစီရင်ကဏ္ဍအမြန်ဆုံးပေါ်ပေါက်လာဖို့အရေးတကြီးဆောင်ရွက်တင်နေပြီလို့ပဲပြောပါရယ်။စစ်ကောင်စီတပ်ဟာ Everest 14ရဲ့တကြံအကြမ်းနေနေလေပိုင်းကလည်းအင်းတော်နယ်ထဲမှာရှိတဲ့ရွှေဘုံမြစ်ကြီးနားကားလမ်းပေးထိချိုက်နေတဲ့အဆန္ဒကဆေဘေးရှောင်ယာယီနေထိုင်ကြတဲ့ပိနေကုန်းကြီးရွာခုံးเจ้าကို ချက်ပိုက်တာနဲ့ပုံနှလုံးချက်စားခဲ့လို့ကျောင်းဆောင်တွေပျက်စီးသွားခဲ့သလိုစစ်တပ်တွေတွေမှာပြစ်ခတ်ခဲ့တဲ့အတွက်ဒေသခံပြည်သူအချို့တေဆုံးတန်ရန်ရရှိခဲ့ကြပါပဲစစ်ကောင်စီကပြစ်ခတ်ရစဲထားတယ်လို့ကြေညာပေမဲ့လည်းပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်နေတဲ့အကြောင်းပြည်သူတွေတေဆုံးနေရတဲ့အတွက်နိုင်ငံတကာအနေနဲ့စစ်ကောင်စီကိုအမြန်ဆုံးအပြစ်ပေးအရေးယူဖို့လိုလားနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ်ပြည်သူတွေအနေနဲ့လည်းဘုန်းခွချင်းတူတာကစတဲ့လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကိုမဖြစ်မနေပြုလုပ်ထားကြဖို့ လေရင်တန်ကြပါကလည်းဘုံခုချင်းတွေရဲ့ဝင်ရောက်ဘုံခုချဖို့တော်လိုင်းအဖွဲ့တွေတိုက်တွန်းထားပါတယ်